ောတရှင်တွေအားလုံးတာလီဇော်ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့အတွက်သတင်းအထံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ဈေးကွက်မရှိတာကြောင့်ရခိုင်ကဆေးရွက်ကြီးစိုက်တောင်းသူတွေအခက်ကြုံတဲ့အကြောင်းရခိုင်မှာဝက်တွေရောဂါဖြစ်ပြီးတည်ဆုံမှုများနေတဲ့သတင်းမိုးကုတ်နဲ့မိုးမိတ်မှာဘာတွေဖြစ်နေလဲဆိုတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီစီစဉ်ကိုကျမပြပြရဲနဲ့အတူပေါ်မင်းကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ဈေးကွက်မရှိတာကြောင့်ရခိုင်ကဆေးရွက်ကြီးစိုက်တောင်သူတွေအခက်ကြုံတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရခိုင်ဒေသအတွင်းစိုက်ပျိုးရေးတစ်ခုဖြစ်တဲ့ဆေးရွက်ကြီးစိုက်ပျိုးရေးလုပ်ငန်းဟာဈေးကွက်မရှိတဲ့အပြင်ဝေလိုအားနည်းပါတာကြောင့်အခက်ကြုံနေရတယ်လို့တောင်သူတွေကပြောဆိုကြပါတယ်ပြီးခဲ့တဲ့နှစ်ကဆေးရွက်ကြီးတစ်ပိတ်တာကို ငွေကျပ်၄၅၀၀ကနေတသိန်းခွဲအထိဈေးကောင်းရခဲ့ပြီးဝေလိုအားလည်းမြင့်တက်ခဲ့တာပါ အခုနှစ်မှာတော့ဆေးရွက်ကြီးတစ်ပိတ်တာကိုငွေကျပ်၂၀၀၀ကနေအမြင့်ဆုံး၅၀၀၀ကျပ်အထိသာရှိနေပေမဲ့ဝယ်ယူသူတွေမရှိတဲ့အတွက်အဆင်မပြေဖြစ်နေတယ်လို့ကြောက်တုံမြို့နယ်ကဆေးရွက်ကြီးစိုက်တောင်သူတို့ကပြောပါတယ်ဆေးရွက်ကြီးစိုက်ပျိုးရေးလုပ်ငန်းကိုရခိုင်ပြည်အတွင်းကရန်ပြည်ကြောက်တုံမောင်နဲ့မြောက်ဦးစားတဲ့မြို့နယ်တွေမှာစီးပွားဖြစ်လောက်ကင်ကြပါတယ်အရင်ကဆေးရွက်ကြီးကို ဒေသအတွင်းမှာတင်းတင်းကြပ်ကြပ်သုံးဆွဲခဲ့ကြသလိုဈေးကွက်လည်းတည်ငင်ခဲ့တာကြောင့်တောင်သူတွေအလုပ်ဖြစ်ခဲ့ကြတာပါလက်ရှိမှာဆေးရွက်ကြီးတောက်သုံးသူနေပါလာတဲ့အပြင်တစ်ဖက်မှာလည်းပြည်မဖြစ်ဆေးပို့လိုက်နဲ့ secret တွေကိုသုံးဆွဲမှုများလာတာကြောင့်ရခိုင်ဆေးရွက်ကြီးလုပ်ငန်းဟာကျဆင်းလာနေပါတယ်အရင်ကရန်ပြင်းမျိုးတွေကထွက်တဲ့ဆေးရွက်ကြီးကို မြေပုံတောင်ကုတ်တန်တွဲကြောက်ဖြူစားတဲ့မျိုးတွေကိုတင်ပို့ရောင်းရှာနိုင်ခဲ့ပါတယ်လက်ရှိမှာတိုက်ပွဲကာလဖြစ်တဲ့အတွက် လက်ခီးပိုက်ဆို့မှုအခြေအနေတွေကြောင့်မြို့နယ်အတွင်းမှာသာရောင်းချနိုင်တာဖြစ်တယ်လို့စေရဲကြီးစိတ်ပြုတ်သူတွေကပြောဆိုကြပါတယ်။ရခိုင်ပြည်အတွင်းစေရဲပဋိပက္ခတွေနဲ့အတူဒေသတွင်းတိုင်းတပိုင်းစီးပွားရေးလုပ်ငန်းတွေပုံမှန်မလေပတ်နိုင်တာကြောင့်စိတ်ပြုတ်ရေးလုပ်ငန်းနဲ့အသက်မွေးကြတဲ့တောင်သူတွေဟာရက်ဒီရခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရခိုင်မှာဝတ်တေယောဂဖြစ်ပြီးတည်ဆုံးမှုများနေတဲ့တည်င်းကိုလည်းတိဆက်ပေးမှာပါရခိုင်ပြည်အတွင်းကကြောက်တော်မြောက်ဦး မြင်းများနဲ့မြေပုံမြို့နေတို့မှာဒေသခံတွေကတနိုင်တပိုင်းမွေးမြူထားတဲ့ဝက်တွေဟာရောဂါဖြစ်ပြီးသေဆုံးမှုများပြားနေတယ်လို့ဝက်မွေးသူတွေစီကသိရပါဗျ။မြောင်မြို့နေသီရိရှောက်တခွင်ကခွားဆောင်ပညာသေးတောင်မြင့်အုတ်ကန်တင်းထင်ကန်စီမောင်စားတဲ့ကျေးရွာတွေမှာနိုဝင်ဘာလကစပြီးအမိမတိရောဂါကြောင့်ဝက်ရနဲ့ရှိသေဆုံးနေတယ်လို့ပြောကြပါဗျ။အခုလိုသေဆုံးမှုများပြားနေကြကြောင်းတနိုင်တပိုင်းလောက်ကန်နေကြတဲ့ဝက်မွေးမှုရဲ့သမားတွေဟာစီးပွားရေးထိခိုက်နေတာမျိုးတွေရှိနေတယ်လို့ပြောပါဗျ။ ရခိုင်မှာတိုက်ပွဲဖြစ်ပွားမှုနဲ့အတူနေရက်ဆက်ကတင်းချောက်နေရမှုတွေကြောင့်မုံရေလုံးငယ်တွေပုံမမလီပက်နိုင်ပဲရှိနေပြီးဇာတော်သူမြတ်ပြလာတာနဲ့အမျှဒေသရင်းသားငါလိုရဲ့ချက်ဟာမြင်မာပြီးဝတားလေးဈေးကောင်းရနေတယ်လို့မွေးမြူလို့သူတွေစီကသိရပါဗျ။လက်ရှိဈေးနှုန်းအရဝတ်တကောက်ကိုငွေကျပ်30ဝန်းကျင်နဲ့ဝတားပေါက်တကောက်ကိုငွေကျပ်3သိန်းခွဲဝန်းကျင်ပေါက်ဈေးရှိပြီးလက်ရှိမှာယောဂါကြောင့်ဝတ်သိဆုံးမှုများပြနေတာကြောင့်ဝတ်တွေကိုဈေးချော့ရောက်နေကြတယ်လို့သိရပါဗျ။ ။ဒါပြင်ဘေးရောဂါဖြစ်ပွားမယ်မသိပဲဝက်တွေသိဆုံးမှုများပြားနေတာကြောင့်အချောင်းမွေးမွေသိချင်တွေကိုပါယောဂကုဆဲပြန့်ပွားသွားမှာကိုစိုးရိမ်နေကြတယ်လို့မွေးမွေလုတ်ကိုက်နေသူတွေကဆိုပါတယ်။ဝက်တွေမှာရသူဥတို့အဲ့တဲ့အခါ PCV2 လို့ခေါ်တဲ့ယောဂဖြစ်လေရှိပြီးရသူဥတို့ AB ကိုခါကျဆင်းတဲ့အခါဖြစ်များတဲ့ကြောင်းနဲ့ဝက်ချင်းချင်းသာကုဆက်တက်တဲ့ယောဂဖြစ်တယ်လို့သိရပါဗျ။ဝက်တွေကိုယောဂဖြစ်မှုကကာကွယ်ဖို့ဝက်ချင်းကိုဆေးပြန့်တာအစာတွေကျွေးမွေးပြီးရင်အစာခွက်တွေကိုဆေးကြောတာ ဝက်ရှင်ကအချားဝက်တဲ့အဝင်အထွက်လူဝင်လူထွက်ကယူဆိုင်ပြီးမွေးမှုတင်တယ်လို့ထောက်ပြကြပါတယ်မုံကုန်းနဲ့မုံမိတ်မြို့မှာဘာတွေဖြစ်နေလဲဆိုတာကိုလည်းပြောပြပေးကြပါရစေ။ချန်ပီယံနဲ့မြောက်ပိုင်းမုံမိတ်မြို့နဲ့မန္တလေးတိုင်းမုံကုန်းမြို့အတွင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်အားအလုံးအရင်နဲ့ဝင်ရောက်ဖို့စောက်ဆိုင်နေတယ်လို့သိရပါရစေ။လက်ရှိမှာမန္တလေးတိုင်းတပိတ်ချင်းမြို့နီဖော်တိုလန်းစုံနဲ့မုံကုန်းမိုင်လုံးလမ်းဘက်ကနေစစ်ကောင်စီရဲ့စာကားကဆက်ရှက်ဗျူဟာတစ်ခုဟာ အင်အား900လောက်နဲ့စောင့်ဆဲနေတာဖြစ်တယ်လို့မိုးကိုအရှင်တွေကိုသိရှိတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ထင်းနယ်လီဟာစစ်ကောင်စီနဲ့အပြစ်ရပြီးနောက်သူတို့တင်ပိုက်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကောင်စီစီကိုပြန်ပေးဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးသိမ်းတိုက်ပွဲတွေမှာတရနယ်လီနဲ့အတူနယ်မြေခံ PDF တပ်ဖွဲ့တွေပူပေါက်ပါဝင်ခဲ့တာကြောင့်စစ်ကောင်စီစီပေးရမှာအရှိန်ကြန့်ကြန့်နေတာဖြစ်တယ်လို့ထင်းနယ်လီနဲ့နှိစက်သူတွေကပြောကြပါတယ်။ မိုးကုံနဲ့မိုးမိတ်မျိုးတို့ကနေတရားနယ်တက်ဆုပ်ရင်းနဲ့စစ်ကောင်စီပြောင်းဝင်ရေးအစီအစဉ်ကိုနိုမာဆက်နေရနေကလာရှိုးမြို့မှာနှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်စစ်ကောင်စီနဲ့ဆွေးနွေးပွဲမှာမိုးကုံနဲ့မိုးမိတ်မျိုးတင်တိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့ PDF တွေမပါဝင်ခဲ့ပါဘူးဒါကြောင့်တရားနယ်အနေနဲ့ PDF တွေကိုနင်းမြေစုံနဲ့ရှင်းပြပြီးနောက်လက်ရှိမှာတော့ PDF တွေလည်းဆုတ်ခွာနေရတယ်လို့သိရပါတယ် အဲ့ဒီနောက်လာမယ့်နော်မ20ရှယ်ကစားလို့စက်ကောင်စီကပြန်ဝင်ဖို့စီစဉ်ထားတယ်လို့နှိစက်သူတွေကပြောကြပါတယ်စက်ကောင်စီတပ်တွေကောင်းကောင်းမွန်မွန်ဝင်ရောက်နိုင်ဖို့အတွက်တီအန်အယ်တက်တွေကမိုင်းလုံးနဲ့မိုးမိတ်မျိုးအနည်းမှာအင်အားဖြည့်တင်ထားပြီးမိုးမိတ်နဲ့မိုးကုံမျိုးတွေကနေတီအန်အယ်ခံထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲတပ်သားတွေဆုတ်ခွာသွားပြီဖြစ်တယ်လို့မြို့ခွန်နေစီကတရားပါတယ်မိုးကုံမျိုးကိုစက်ကောင်စီလက်ထက်ပြန်အပ်မဲ့အစီအစဉ်ကြောင့်ပြီးခဲ့တဲ့နိုဝင်ဘာ6ရက်ကမိုးကုံမျိုးခံတွေစက်ကောင်စီလက်မခံရဲ့တံမုတ်တီဆန္ဒပြခဲ့ကြပါတယ် ဒါအပြင်တချို့ဒေသခံတွေကလည်းစက်ကောင်စီလက်ထက်ဖွန်စီနှိမ့်ဆက်ခံရမှာကိုစိုးရိမ်နေကြတယ်လို့ပြောကြပါတယ်။တရုတ်ပြည်အကြောင်းတန်တလီဟာစက်ကောင်စီထံနောက်ဆိုကြောင့်မဲတီဝေါမျိုးတို့ကိုလက်လွှဲခဲ့ရပြီးမိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကိုလည်းစက်ကောင်စီထံပေးအပ်မယ်လို့သဘောတူညီခဲ့ရတဲ့ကြောင်းမြန်မာနိုင်ငံရဲ့အပေါ်တရုတ်ရဲ့အကြောင်းဝင်မှုကိုတွန်လင်းအင်အားစုတွေကဝေဖန်ရှုတ်ချနေကြပါတယ်ခင်ဗျာ။တဲ့တင်တွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။အာဆီယံအနေနဲ့မြမရွေးကောက်ပွဲပြီးသွားရှင်မှာလဲ ဆက်ဆံဖို့ခက်ခဲအောင်မယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။အာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံရေးဟာမြန်မာနိုင်ငံရဲ့လာမယ့်ရွေးကောက်ပွဲအပြီးမှာလည်းအခက်အခဲတွေကြုံရအောင်မယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနိုဝင်ဘာ25ရက်မှာပြောကြားလိုက်ပါတယ်။ဒါ့အပြင်ထိမ့်သိမ်းခံနေရတဲ့ဒေါအောင်ဆန်းစုကြည်ကိုပြန်လှုပ်ပေးဖို့လည်းထိုင်းနိုင်ငံခြားရေးကလပ်မှာကျင်းပနေတဲ့အခမ်းအနားတစ်ခုမှာစီအာဆက်ကပြောကြားခဲ့တာဖြစ်ပါတယ်။ လူတိုင်းအကျုံးဝင်တဲ့ဆွေးနွေးမှုမလုပ်ရသေးပဲရွေးကောက်ပွဲတွေကျင်းပမယ့်လက်ရှိအခြေအနေအရတော့မြန်မာနိုင်ငံနဲ့ပြန်လည်ထိတွေ့ဆက်ဆံဖို့ခက်ခဲပါလိမ့်မယ်လို့စီယာဆက်ကပြောလိုက်တာပါနိုင်ငံတော်မှာစစ်ပွဲတွေအကြီးအကျယ်ဖြစ်ပွားနေပေမဲ့မြန်မာစစ်ကောင်စီဟာရွေးကောက်ပွဲကိုအတုတ်လိုက်ခွဲပြီးကျင်းပဖို့စီစဉ်နေပြီးပထမအတုတ်ကိုလာမယ့်ဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမှာဖြစ်ပါတယ်နိုင်ငံရဲ့နေရာအစိပ်ပိုင်းတော်တော်များများမှာမကျင်းပဘဲရှမ်းလက်ထားခဲ့ရမယ့်ဒီရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ပါတီတွေဝင်ပြန်ခွင့်မရတာတွေရှိသလိုဝင်မပြန်ကြတာတွေလည်းရှိနေပါတယ်စစ်ကောင်စီဟာသူဖြုတ်ချခဲ့တဲ့ဒီမိုကရေစီအစိုးရကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းအကျဉ်းချပါတယ်အသက်80အရွယ်ဒေါ်အောင်ဆန်းစုကြည်ဟာနှလုံးကျန်းမာရေးပုံမဆိုးရလာတဲ့အခြေအနေနဲ့ရှင်ဆိုင်နေရပြီးကျန်းမာရေးစောင့်ရှောက်မှုအများဆုံးပေးဖို့လိုအပ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့တာငယ်ခင်အရက်ကပြောဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ကပြန်လာမဲ့မြန်မာနိုင်ငံသားတွေကို ချိုးဆိုးနေတယ်လို့စက်ကောင်စီပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါအမေရိကန်ပြည်ထောင်စုမှာယာယီနေထိုင်ခွင့်ပြုထားတဲ့မြန်မာနိုင်ငံသားတွေအတွက် temporary protest status TPS တန်းအဆုံးသတ်ခံရတာကြောင့်ပြန်လည်ရောက်လာကြမယ်မြန်မာနိုင်ငံသားတွေကိုကြိုဆိုနေတယ်လို့စက်ကောင်စီကပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံသားတွေကိုအမေရိကန်ဆိုးရွားကခွင့်ပြုထားတဲ့ TPS တန်းရုပ်သိမ်းမှုနဲ့ပတ်သက်ပြီးကြိုဆိုကြောင်းကိုလည်းစက်ကောင်စီပြောခွင့်ရအဖို့ချုပ်ဇွန်မင်းထွန်းကဒီကနေ့နိုဝင်ဘာ26ရက်ထုတ်စက်ကောင်စီပိုင်းမြန်မာအလေးသတင်းစာမှာဖော်ပြပါတယ် မြန်မာနိုင်ငံမှာအောင်မြင်တဲ့အပြစ်ခတ်ရဆက်ရေးသဘောတူညီချက်တွေနဲ့အတူရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတယ်လို့နိုင်ငံရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့်ယာယီခိုလုံနေသူတွေမြန်မာနိုင်ငံသားတွေအနေနဲ့ကိုယ်နိုင်ငံကိုပြန်နိုင်ပြီလို့ဒေါ်နယ်ထရန့်အဆိုအရကပြီးခဲ့တဲ့နိုဝင်ဘာ24ရက်မှာထုတ်ပြန်ခဲ့တာပါအခုလိုအမေရိကန်ရဲ့ထုတ်ပြန်ချက်ဟာမြန်မာနိုင်ငံအပေါ်ပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်အဖြစ်မှတ်ယူပြီးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့ကိုယ်နိုင်ငံကိုပြန်လာလို့ရတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားတာဖြစ်ပါတယ်။ 2020ရွေးကောက်ပွဲရလဒ်ကိုဖယ်ချပြီးအာဏာသိမ်းမှုကန့်ကွက်ခဲ့ကြသူတွေကိုစစ်တပ်ကဖမ်းဆီးမှုတွေရှိခဲ့တာကြောင့်မြန်မာနိုင်ငံသား၄000လောက်ဟာအမေရိကန်နိုင်ငံကိုထွက်ပြေးပြီးယာယီခုလုံခွင့်တောက်ခွန်ခဲ့ကြရတာပါအခုလိုအမေရိကန်ရဲ့ထုတ်ပြန်ချက်ကြောင့်ယာယီခုလုံနေတဲ့မြန်မာနိုင်ငံသားတွေဟာအတင်းကျပ်ပြန်ပို့ခွင့်ရနိုင်ဖွယ်ရှိတာကြောင့်စိုးရိမ်ပူပန်မှုတွေရှိနေကြတယ်လို့သိရပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ မြန်မာနေဆက်တက်ခရိုင်မှာကာကွယ်ရေးအတွက်အသင့်အနေထားရှိနေတယ်လို့ထိုင်းစစ်တပ်ပြောတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ကရင်ပြည်နယ်ကအွန်လိုင်းလိင်လေမှုဇွန်အနီးမှာစစ်ကောင်စီတပ်နဲ့တွလှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်ထိုင်းစစ်တပ်ရဲ့ဒေသဆိုင်ရာကုကဲမှုတပ်ဖွဲ့တစ်ခုဖြစ်တဲ့တတိယစစ်တိုင်းကမြန်မာနဲ့နေနမိုက်ချင်းထိစပ်နေတဲ့နေဆက်တခြားကာကွယ်ရေးဆိုင်ရာအစီအမံတွေကိုတိုးမြင့်ဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ထပ်မံအတည်ပြုပြောကြားလိုက်ကြောင်းဘန်ကားပို့စတင်တရမှာဖော်ပြထားပါတယ် ထိုင်းပိုင်တဲ့နေမြေကနေပြီး10ကီလိုမီတာအကွာအဝေးမှာစနေနေ့ကစတင်ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်တက်ပြည်နယ်ကမေဆောက်ခရိုင်မှာစိုးရိမ်ပူပန်မှုတွေမြင့်တက်နေတာပါ။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မှ6နဲ့မြမစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ22တို့ကြားမှာမေဆောက်မြို့ကဗန်မဲကွန်ကန်ရွာနဲ့မြန်ချမ်းဆိုင်မှာရှိတဲ့မြော်ရီမြို့နယ်မင်းလက်ပံကျေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေဟာခုခံရေးအဖွဲ့တွေကိုအဓိက ထိုးစစ်ဆင်ခဲ့ပါတယ်60မီလီမီတာမော်တာကြီးတစ်လုံးဟာဗန်မဲကွန်ကန်ရွာအတွင်းကြားရောက်ပေါက်ကွဲခဲ့ပြီးအဲ့လိုမော်တာကြီးကြားရောက်ပေါက်ကွဲမှုကြောင့်နေအိမ်လဲလုံးနဲ့ပြက်ကရင်တစီပျက်စီးခဲ့ရပါတယ်ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေမဲ့အဲ့ဒီဖြစ်ရပ်ကဒေသခံတွေကိုထိုက်လန့်တုန်လှုပ်စေခဲ့တာပါအဲ့ဒီဖြစ်ရပ်ကိုတတိပဲဖို့အတွက်120မီလီမီတာမိခိုးကြီးတစ်လုံးကိုပြစ်ခတ်ခဲ့ပြီး တို့ရဲ့အသည့်ပြင်ဆင်ထားမှုကိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစတင်ပြီးမြန်မာနိုင်ငံသားစုစုပေါင်း125ဦးဟာနေဆက်တခြားကဘေးကင်းရာဇုံရွယ်စီကိုတွားရောက်ခိုလုံခဲ့ကြရပြီးအခုလိုဘေးလွတ်ရာဇုံရွယ်စီကိုလာရောက်ခိုလုံသူမြန်မာနိုင်ငံသားတွေကိုထိုင်းအနာပိုင်းတွေကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်နေတာပါ။ထိုင်းတတိယစစ်တမ်းရဲ့တမ်မူဒုတိယဗိုလ်ချုပ်ကြီးနဲ့နာရီဆာအထုတပ်ဖွဲ့ကဗိုလ်ချုပ်တို့ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမေကွန်ကင်ရွာကိုတွားရောက်ဆစ်ဆဲခဲ့ပြီး မော်တာကြီးပောက်ကွဲမှုနဲ့အဲ့ဒီပောက်ကွဲမှုကြောင့်ဖြစ်ပွားခဲ့တဲ့အဆောက်အုံပျက်စီးမှုတွေကိုလည်လာခဲ့ပါတယ်ဒုတိယဗိုလ်ချုပ်မှုကြီးကအခုလိုကြားရောက်ပောက်ကွဲမှုဟာကြာတဲ့မီရွက်တွေအတွင်ဒုတိယအကြိမ်မြောက်နေရာလွေးမှကြားရောက်တဲ့ပြစ်ခတ်မှုဖြစ်တယ်လို့ထောက်ပြပြောကြပြီးသူ့ရဲ့စိုးရိမ်ပူပန်မှုကိုထုတ်ဖော်ပြသခဲ့ပါတယ်တနင်္ဂနွေနေ့အထိကရင်မျိုးသားအစည်းအရုံး KNU ကမင်းလပန်ကြေးရွာကိုတင်ပတ်ရရှိထားခဲ့ပြီးဖြစ်ပြီးအဲ့ဒီကြေးရွာဟာအရင်ကနိုင်ငံဖြတ်ကျော် online လင်လင်မှုကွန်ရက်တစ်ခုအခြေစိုက်ခဲ့ရနေရာဖြစ်ပါတယ်။ ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းသားလိုက်ပါရယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပောင်669 839 633ကိုလုံခြုံဆက်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါရယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ညာရှင်နာကြီးအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါရယ်။ နောက်တော့တဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။